ဒီနေ့ချစ်စွေကြီးရဲ့ညီလေးညီမလေးတွေကိုလေချစ်စွေကြီးကဘူတုတ္တဟာဘလောက်တောင်မှအရေးပါတယ်လဲဆိုတာကိုတာတကာလေးတစ်ခုနဲ့ပြောပြမယ်မင်းတို့အဲ့ဒါအကြောင်းကတော့ဒီလေးကတို့ဟိုးတုန်းကအညာဒေတာမှာလေကုံရောင်းကုံဝယ်တွေလောက်ကြတယ်အညာကုံတယ်ကြီးတွေရှိကြတယ်ကွာတို့ကအညာပြေကနေပြီးတော့အညာဒေတာကနေကုံပစ္စည်းတွေယူယူပြီးအောက်ပြေအောက်ရောက်လှေတွေနဲ့ဆုံးပြီးတော့ရောင်းကြတာလေအဲ့ဒီအခါမှာအဲ့ဒါလိုပဲကွာလူကြီးတယောက်ကသူ့ရဲ့အညာဒေတာကုံပစ္စည်းတွေကိုယူလှေနဲ့တူအောက်ပြေအောက်ရောက်ကိုလာရောက်တဲ့အခါမှာရွာတရွာကိုရောက်တဲ့အခါကျတော့သူ့ရဲ့ကုံပစ္စည်းတွေကို ဒီတောင်နိုင်နဲ့ရောင်းတော့တာပေါ့ရောင်းရောင်းအဲ့ဒီရွာလူလေတယောက်ကနေထွက်လာလဲပြီးတော့သူ့ရဲ့ကွန်ပျူစီတီကိုတခါတည်းလမ်းကပြန်ကမေ့လဲပြီးတော့ကွန်ပျူစီတီရဲ့တခုချင်းယူရင်တပိတ်တာကြီးယူရင်ဘယ်လောက်လဲအကုန်ယူရင်ဘယ်လောက်လဲဈေးတွေမေ့လဲပြီးအဲ့လိုဆိုလို့ရှိရင် तू လှေပါကုန်ပစ္စည်းယူမယ်ဘယ်ရွေးဘယ်များနဲ့ဈေးထားပါလို့ပြောတဲ့အခါကျတော့လေသူတို့နှစ်ယောက်က ဈေးသွားဈေးလာလေးတွေကိုကြည့်လိုက်ပြီးတော့အစဉ်ပြေးသွားတယ်ပြောပါတော့ကွာဈေးတဲ့သွားတယ်လေဘာကောင်ပစ္စည်းကိုအဲ့ဒီလူလဲကအကုန်ဝယ်လိုက်တယ်ပေါ့အဲ့တော့ပစ္စည်းတွေချပြီးငွေတွေလည်းချေပြီးတော့ပစ္စည်းတွေလည်းချပြီးတော့ခဏကတော့အညာသားကြီးကသူ့လေကိုလှောပြီးထွက်မယ်လဲလို့လည်းလုပ်တော့လူလဲကလှေကိုအယူမခံတော့ခမရလေယူသွားလို့မရဘူးဟာဘာဖြစ်လို့လဲဆိုခမရရှိရကျွန်တော်ပစ္စည်းစဝယ်တွေကလှေပါကုန်လို့ပြောဝယ်တာလေအဲ့ဒါကြောင့်မို့လို့ခမရလှေမှာပါတဲ့ကုန်အပြင်ခမရလှေပါထားခဲ့ရမယ်လို့ပြောလဲပြောတော့တခါတဲ့ခဏကတော့ အယောင်းဝယ်လုပ်တဲ့ဈေးတယ်ကြီးအာမဟုတ်ဘူးခင်ဗျလှေပါကုံဆိုတာလှေပေါ်မှာပါတဲ့ကုံကိုကျုပ်ကရောင်းတာလှေပေါ်လှေရောင်းတာမဟုတ်ဘူးအဲကြောင့်မလို့ကျုပ်မပေးနိုင်ဘူးလို့တယောက်နဲ့တယောက်အငင်းနေခုံရနေရင်အဲ့ကနေလဲပြီးတော့အဲ့ယူဟာမှာရှိတဲ့လူကြီးအိမ်ကိုရောက်သွားတော့တာပေါ့လူကြီးကလည်းသူတို့နှစ်ယောက်ပြောတဲ့အမှုကိုကြားနာလဲပြီးလဲပြီးနားထောင်လဲပြီးတော့ဘာလို့ဆုံးဖြတ်လိုက်လဲဆိုတော့လှေပါကုံဝယ်တာဖြစ်သည့်အတွေ့အကြုံတဲ့ကုံတဲ့ဟာလှေပါပေးခဲ့ရမယ်လို့အမှုလဲဆုံးဖြတ်လိုက်ကောခုနကတုန်းကဈေးတယ်ကြီးက အာမပေးနိုင်ဘူးအဲ့တော့ဒီအမှုကိုတော့ကျုပ်ဓမ္မတွေမပြီးနိုင်ဘူးကျုပ်မြို့ရအောင်တက်တိုင်မယ်ဆိုပြီးတော့မြို့ရအောင်မှာရှင်းမယ်ဆိုပြီးတော့မြို့ကိုတက်တိုင်မြောင်းတက်တိုင်တော့လည်းမြို့မှာလည်းကြာတော့ခဏခါတုန်းကပစ္စည်းဝယ်တဲ့သူကဘလူ့ကိုတွတ်ကတ်လဲဆိုတော့ဂုံတော်မောင်ကြာပန်းကိုတွတ်ပြီးတော့ကတ်ဂုံတော်မောင်ကြာပန်းဆိုတာဟိုတုန်းကဒါနယုကခေတီလယုကခေနာဝိမု ക്തി ခေဆိုအဲ့တော့ခေတွေရှိတဲ့အထက်မှာသူကတုဒ္ဒယုကခေမှာဒါသူတို့ဂုံတော်မောင်ကြာပန်းဆိုနာမည်ကြီးခဲ့တာပေါ့ကွာအဲ့တော့ဂုံတော်မောင်ကြာပန်းလို့ပြောလိုက်လို့ရှိရင်စာပေနဲ့နှိစက်တဲ့လူတိုင်းကြားဘူးပါတယ်အဲ့တော့ဂုံတော်မောင်ကြာပန်း ပါလဲလာလဲလာရော तू ကလည်းအပြောကလည်းကောင်းလာနေပေါ့ကွာခဏကတော့တရားသူကြီးမင်းကလည်းဘလို့ထက်ဆုံးဖြတ်လိုက်လဲဆိုတော့လေပါကုန်ဝယ်တာဖြစ်တည်အတွက်အဲ့တော့ဝယ်တဲ့သူကနိုင်တယ်ရောင်းတဲ့သူကရှုံးတယ်လေပါပေးရမယ်လို့အမှုဆုံးဖြတ်လိုက်တယ်ခဏကတော့ဈေးတယ်ကြီးကတခါအလျှော်မပေးပြန်ဘူးကွာအလျှော်မပေးဘဲနဲ့အဲ့ကနေသူတက်တိုင်းတိုင်းတက်တိုင်းတိုင်းတက်တိုင်းတော့လည်းရှုံးတယ်အဲ့ကနေခရိုင်တက်တိုင်းခရိုင်လည်းရှုံးတယ်ခရိုင်ကနေနောက်လေကြလေကြဘိုးပေါ့ကွာနိုင်ငံတော်အစ်စ်ကိုတက်တိုင်းနိုင်ငံတော်အစ်စ်ကိုရောက်ပြီလဲဆိုလဲဆိုတော့သူဒီတိုင်းလုံးလို့မရတော့ဘူး အဲ့ဒီအချိန်မှာ तू ကလည်းတော်တော်ပတ်စံနေလဲကုန်းနေပြီအဲ့တော့ तू ဘာလုပ်လဲဆိုရှင့်နေကောင်းကောင်းရှာတော့လူတွေနဲ့ကတ်လိုက်ပြီးတော့အဲ့မှာတခါတည်းမင်းရဲ့အမှုကိုနိုင်ဝယ်ရရှိတာတော့အမတ်ကြီးဥပ္ပဝဦးပဲရှိတော့တယ်ဆိုတခါတည်းအမတ်ကြီးဥပ္ပဝဦးကို तू တွားပြီးတော့တခါတည်းတဇိုးလက်ဆောင်နေနဲ့တွားပြီးတော့ကတ်တော့တာပေါ့ချင်းကတ်တယ်ဆိုလို့ရှိရင်အမတ်ကြီးဥပ္ပဝကလည်း तू ကအမှုကိုနားထောင်လိုက်တဲ့အခါကျတော့အမှုကလည်းအစစ်စင်လဲရှုံလာခဲ့တယ်နောက်ကပါလာတဲ့ဒီအမှုကိုလိုက်တဲ့လူကလည်းဂုံတော်မောင်ကြပန်းဖြစ်နေတယ်ဒါပေမဲ့ तू ရင်းတော့လေးတာပေါ့ဒါပေညာတော့လဲ तू မနိုင်ငါလူကလည်းဖြစ်နေတယ်အားလျော်စွာ အဲ့ဒါနဲ့ပဲသူဒီအမှုကိုသူနောက်ဆုံးမဖြစ်ဖြစ်တဲ့နီးနဲ့ကျွန်တော်ညံစွမ်းရှိသမျှကိုညီမယ်ဆိုပြီးလက်ခံလိုက်လက်ခံလိုက်တဲ့အခါမှာအဲ့တညာလုံးသူကလည်းဟိုဟိုနအမကြီးဥပ္ပောဦးကလည်းဒီအမှုရဲ့အမှုသောအမှုလွာတွေသူဖတ်တာပေါ့ဖတ်လိုက်ပြီးအကြံတွေထုတ်ကြတာပေါ့တညာလုံးမအိဖဲနဲ့အကြံထုတ်တာမိုးလင်းခါနေကြကမှသူအကြံရတယ်အကြံရလဲရမနဲ့လက်ကြလက်ကြရုံမှာရှောင်းလွှဲချက်တွေပေးကြတော့တာပေါ့ပေးလိုက်ပြီးတော့တရားသူကြီးကဆုံးဖြတ်ခါနေလက်ကြသူကလည်းထပ်ရှောင်းလွှဲချက်ပေးလိုက်တယ်ဘယ်လိုပြောလဲဆိုတော့မှန်လားပါတရားသူကြီးမင်းနဲ့ ူတို့တွေဟာလှေပါကုံပစ္စည်းလို့ပြောနေတဲ့အတွက်လှေပါကုံပစ္စည်းဝယ်တာကိုလက်ခံပါတယ်တဲ့အဲ့တော့လှေပေါ်မှာပါတဲ့ပစ္စည်းတွေကိုဘာနဲ့ချိန်ပါသလဲလို့မြည်တော့ချိန်ဝင်တဲ့ချိန်ပါတယ်တဲ့အဲ့လိုဆိုလို့ရှိရင်လှေကိုလည်းချိန်ဝင်တဲ့ချိန်ယူမှသာလျှင်တရားမျှတမှာဖြစ်တယ်တဲ့အဲ့တော့လှေကိုပါ တရားသူကြီးမြေချိန်ဝင်တဲ့ချိန်ပေးဖို့မှတရားမျှတမှဖြစ်ပါတယ်လို့ရှောက်လဲရှောက်လဲကိုတရားသူကြီးကလည်းစဉ်းစားပြီးဟုတ်တာပေါ့အဲ့တော့မင်းတို့လှေပါအဲ့တော့အကုန်လုံးကိုလှေပါကုန်ဝယ်တာဖြစ်တဲ့အတွက်မင်းတို့ပစ္စည်းတွေကိုချိန်ဝင်တဲ့ချိန်တွေလို့လှေကိုလည်းမင်းတို့ချိန်ဝင်တဲ့ချိန်ယူစေလို့အမှုလဲချလိုက်ချလိုက်ကိုကနကတုံးကဈေးဈေးကြီးအမှုနိုင်သွားတော့တာပေါ့အဲ့မှလေးချစ်စွေကြီးကခုံတော်မောင်ကြပန်းကိုလည်းမချီးကျူးခြင်းဘူးမချီးဥပ္ပဟုကိုလည်းမချီးကျူးခြင်းအဲ့ဈေးဈေးကြီးကို ချစ်ဆွေကြီးကချီးကျူးချင်တာလေမင်းတို့စဉ်းစားကြည့်တမ်းလေ तू ကပတ်စံနေကုန်တာပေါ့ तू तू ရောင်းလို့ရတယ်လေပတ်စံနေတော့အကုန်ကုန်ကမန်းကို तू ကအစင်းစင်းကို तू လိုက်တာငွေကြီးကို तू ထက်မတွက်ဘူး तू ဘာကိုထက်တွက်လဲ तू ရဲ့ဂုံတိတ်ခါတွေကို तू ထက်တွက်တာလောကမှာကိုလောက်တဲ့အလောက်ကကိုရဲ့ဂုံတိတ်ခါအတွက်ကြမ်းခဲ့မှာပဲဖြစ်တယ်တို့တွေကတခါတလေကြတော့လေငွေကိုပဲရွေးချယ်ကြတယ် ဂုံဘုတ်တိတ်ခါနဲ့ငွေနဲ့လဲရင်ငွေကိုပဲယူချေကြတယ်ဂုံတိတ်ခါကိုမတွေးကြဘူးအဲ့တော့တို့ရဲ့လို့ရတိုင်ဟာဒုသားသမီးတွေဒုဆွေမျိုးတွေဒုပတ်ဝန်းကျင်တွေမှာလေဂုံတိတ်ခါတစ်ခုနဲ့လမ်းပြပေးခဲ့သလိုမျိုးလမ်းရှေ့ဆောင်လမ်းပြတစ်ခုကြမ်းခဲ့မှာပါလားလို့တို့တွေမတွေးဘူးအဲ့တော့လူငယ်လေးတွေဟာလေတို့တော့အရင်မှာဘုသူတ္တတွေနဲ့ကြတဲ့အခါကျတော့အဲ့လိုသူ့လိုမျိုးအခက်ခဲတွေနဲ့ရင်ဆိုင်ရပြီဆိုလို့ရှိရင်တစ်ဖက်ကကြောက်ရှင်လေလေကြောက်နေတာကိုတွေးရတယ်တစ်ဖက်ကချောက်လို့ရှိရင်လမ်းတွေပျောက်နေတာကိုတွေးရတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့လေလူငယ်လေးတွေဟာဘုသူတ္တနဲ့လို့ပဲဖြစ်တယ် ဲ့တော့ဘုသူဒ္ဒနဲတဲ့အခါကျတော့ကို့မှာတတ္တိတွေမရှိဘူးတတ္တိတွေမရှိတဲ့အခါကျတော့ခွန်အားမရှိခွန်အားမရှိတဲ့အခါကျတော့ရင်ဆိုင်ရဖို့ကိုအင်အားတွေကိုမရှိတဲ့အခါကျတော့လလွယ်ပဲဆုံးဖြတ်တတ်ကြတယ်အမှုတွေမှာလလွယ်ပဲအလျှော့ပေးတာတွေကိုတွေ့ရတယ်ဒါကြောင့်မို့လို့မင်းတို့တွေဂုံတိတ်ခါရှိရှိရက်တီဖို့ဘဝမှာရှေ့ဆောင်လမ်းပြဖြစ်ဖို့ဆိုလို့ရှိရင်ဘုသူဒ္ဒရှိဖို့လိုတယ်ဒါကြောင့်မို့လို့ညီငယ်လေးတွေညီမငယ်လေးတွေဟာလေခုနကတော့ချစ်ဆွေပြောတဲ့ဈေးတယ်ကြီးကိုပမာထပြီးတော့ဘုသူဒ္ဒတွေဖြစ်တင်းပါလို့ချစ်ဆွေကြီးအားလုံးကိုတိုက်တွန်းခြင်းပါတယ်နော်